ဖလားပါမမောတဲ့ပုဂ္ဂိုလ်ဟာလောကစည်းစိမ်ဥစ္စာတစ်ခုတောင်ရနိုင်တာမဟုတ်ဘူးပြိုလဲပြီးကြဆုံးသွားနိုင်တယ်ငါ90တည်းမှာတကတိလသာတကဆိုတာရှိတယ်ပိစိကဗုဒ္ဓရှင်မြတ်တွေကတကယ်တူကမင်းသားတူအိမ်မှာဆုံးဖို့မေးတယ် တို့မင်းသားတို့ကမင်းသားတို့ကိုတရားဟောရင်းနဲ့အဲ့ဒီတက္ကသိုလ်ကမင်းသားဟာပိစိကဗုဒ္ဓတွေကခေါ်ပြောတဲ့အခါမှာဒီမျိုးမှာတော့မင်းသားဟာဘယင်ဖြစ်မှာမဟုတ်ဘူးသို့တော့တော်လန်ခရီးကိုဖြတ်ကျော်သွားပြီးတော့ချားမျိုးတစ်မျိုးရောက်သွားနိုင်တယ်ဆိုရင်မင်းသားဟာ ရာဓုအာရစီစိန်ဥစ္စာတွေဘယင်းအဖြစ်ကိုရလိမ့်မယ်သို့တော်လံခီးကအိမဓမ္မအန္တရာယ်များတဲ့အဲ့ဒီအန္တရာယ်များတဲ့လံခီးကိုကြော်လွှားနိုင်ရမယ်အဲ့ဒါဆိုရင်တင်မင်းသားဟာမင်းစီစိန်ဥစ္စာကိုရလိမ့်မယ်အဲ့လိုပိစိကဗုဒ္ဓတွေကဟောပြောတော့အဲ့ဒီတက္ကသိုလ်ကမင်းသားဟာဖျားလောင်းဆိုတော့ စိတ်ဓာတ်ကြန့်ခိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ပိစိကဗုဒ္ဓရီပြောတဲ့အတိုင်းလိုက်တာပါမယ်ဆိုပြီးတက္ကသိုလ်ပြည်ကနေခရီးထွက်တယ်။သူနဲ့နောက်ကအတူလိုက်ချင်တဲ့လူ9ယောက်ရှိအဲ့ဒီ9ယောက်ကအတူလိုက်လာကြ။သူတို့ကိုတတိပေးတယ်။ထိုသွားမဲ့လမ်းခရီးဟာဘလူတရေတွေကြက်တွေဖန်ဆင်းတဲ့လမ်းဖြစ်တယ်။အဲ့တော့ တတိထားကြမှာဘာပဲဘယ်လိုအတွေ့အကြုံနဲ့ပဲတွေ့ကြုံတွေ့ကြုံစိတ်ဓာတ်ကြံ့ခိုင်မှုလိုအပ်တယ်စိတ်ဓာတ်မကြံ့ခိုင်ဘူးဆိုလို့ရှိရင်ဘလူးစာဖြစ်သွားလိမ့်မယ်လို့တတိပေးပြီးတော့ပြစ္ဆေကဘုရားတွေရွတ်ပေးလိုက်တဲ့ပေးချီပေးချိုးတွေလက်မှာစီးပြီးလက်နဲ့တွေနဲ့ကိုစီး ဖះလောင်းဥဆောင်ပြီးတော့ထွက်သွားတယ်ဆိုတဲ့ဇာလန်းလေးရှိတယ်နော်လမ်းရောက်တဲ့အခါကျဒီအလားအပမမိုးတဲ့ပုဂ္ဂိုလ်ကြီးကြာဆုံးသွားတယ်ဆိုတာစဉ်းစားကြည့်သူတို့သွားကျင်တာနိဗ္ဗာန်သွားတာမဟုတ်ဘူးအဲ့ဒီမှာပဲသွားတာယာတုကုံသိန်စီစိန်ဥစ္စာရမယ်ဘယင့်အဖြစ်ကိုရမယ်နေရာကိုသွားတာအဲ့ဒီလိုသွားတာတော့မရောက်တဲ့ပုဂ္ဂိုလ်ကြီးအများကြီးဖြစ်တယ် ဘုရားလောင်းကတော့စိတ်ဓာတ်ကိုကြံ့ကြံ့ခိုင်ခိုင်ထားပြီးတော့ဘယ်လိုဖြားရောက်သွေးဆောင်မှုနဲ့ပဲတွေ့တွေ့စိတ်ဓာတ်ကြံ့ခိုင်ပြီးတော့သူ့ရဲ့ရှင်မင်းရဲ့အောင်မြင်သည့်ထိအောင်သွားတယ်သူ့နောက်ကလိုက်လာတဲ့လူ9ယောက်ကတယောက်ကလမ်းမှာဘလူတွေကြက်တွေကအမတန်ချောအမတန်လှတဲ့ အမျိုးသမီးတွင်တန်တန်ဖန်ဆင်းပြီးတော့ဖြားရောက်တဲ့အခါမှာအစင်းလပရာကိုမေမောတဲ့လူတယောက်ကအလွန်သဘောချပြီးတော့ရှေ့ဆက်ကိုမလိုက်တော့မလိုက်ချင်တော့ခြေတော့နာလို့လို့လို့နေမကောင်းလို့လို့နဲ့လှုပ်ပြီးတော့တကယ်ရတော့မဟုတ်ဘူးအယောင်ဆောင်ဖန်ဆင်းထားတဲ့ဘလူးမကြက်ကောင်တွေရဲ့အစင်း မမမောပြီးတော့သူကကြံရစ်တယ်ကြံရစ်တော့ဘလူးစာဖြစ်သွားတယ်အဲတရားဟုတ်ဘလူးစာဖြစ်သွားတယ်တယောက်ယော့သွားရှေ့ရောက်တဲ့အခါကျတော့အတန်ကောင်းအဆူကောင်းအမတန်မှတာယာနာပြောဝယ်ရှိအောင်ဆိုတတ်တဲ့အမျိုးသမီးတွေဖန်ဆင်းထားပြီးတော့ဖြားရောက်ကြပြန်တယ် လူတွေကြက်တွေကဖြာရောက်နေအတန်းကိုကြိုက်တဲ့လူကရှေ့မလိုက်ချင်တော့ဘူးဒီအတန်းကိုဆွဲမဲ့ပြီးတော့ဒီအတန်းရှင်နဲ့ပဲနေတော့မယ်ဆိုပြီးတော့နေလိုက်တော့သူလည်းပဲဘလူးစာဖြစ်သွားတယ်နောက်တစ်ယောက်ကျတော့နတ်သားဇေကြီးခင်းပြီးတော့အမွေးအကြိမ်နေဖန်နေထားတဲ့အခါအမွေးအကြိမ်မမော်တဲ့လူကလည်းပဲ အဲ့ဒီနေရာက မခွာနိုင်မဲနဲ့သူ့လည်းပဲကြံရစ်ပြီးဘလူးစာဖြစ်သွားပြန်နောက်တစ်ခုကျတော့စားတော့ဖွဲရာတွေစုံးနေအောင်ခုခေတ် restaurant တွေပေါ့ restaurant စားဦးရင်တို့ဘာတို့နာမည်မျိုးစုံပေးထားတဲ့စားเสียတောက်เสียအမျိုးမျိုးဖုံဖုံအရသာမျိုးစုံဖန်ဆင်းထားပြီးတော့ က်ခံကြွေးမွေးလိုက်တဲ့အခါရှာလဲသွားတဲ့လူတယောက်ကမလိုက်နိုင်တော့ဘူးအဲ့ဒီအာဟာရကိုမမောပြီးကျန်ရင်တော့သူလည်းဘလူးစာဖြစ်သွားတယ်နောက်တယောက်ပဲကျန်တယ်အဲ့ဒီနောက်တယောက်ကဘလူးမတွေကဖန်ဆင်းပြီးတော့ကိုယ်ကရအထီးတွေ့တွေနဲ့ဖြားရောက်တဲ့အခါမှာဒီလူကလည်းဖွတ်တတ်ပါယုံဆိုတဲ့အထီးတွေ့ကိုမမောပြီးတော့ သူလည်းကြံ့ရင်တော့ဘလူးစာဖြစ်သွားတယ်။ဖះလောင်တယောက်ပဲတက္ကသိုလ်မင်းသားတယောက်ပဲရှေ့ဆက်သွားတယ်။အဲ့တော့ဒါနိဗ္ဗာန်သွားတာမဟုတ်ဘူး။နိဗ္ဗာန်သွားတာမဟုတ်တာတောင်းမှပဲ။အလားပါမမိုးမယ်ဆိုရင်ကြာရှုံးသွားမှာပဲသိချာတယ်။ဒါကိုဖြတ်ကျော်နိုင်မှုလိုတယ်လို့ပြောတာ။သူတို့ဟာအမြင့်တွေပေါ်ပြီးတော့ ကမ်းပါးမှာပေါက်နေတဲ့တစ်ပင်းလေးလိုပဲလေလေးတိုက်လိုက်တာနဲ့ဝုန်းနဲ့ပြိုသွားတဲ့လူတွေဖြစ်တယ်မခံနိုင်တော့တော့နိဗ္ဗာန်သွားဖို့ဆိုတော့အဝေးကြီးဒီတဲ့အန္တရာယ်တွေစုံနေတယ်ဒီအန္တရာယ်တွေကိုအကုန်ဖြတ်ကျော်နိုင်ရမှာအေးအဲ့ဒါကိုရည်ရွယ်ပြီးမြတ်စွာဘုရားဟောတာနိဗ္ဗာန်တစ်ခုတည်းတည်းမဟုတ်သေးဘူးเนาะကိုဖြစ်ချင်တဲ့အရာတစ်ခုကိုဖြတ်ကျော်ဖို့အတွက် ကာမဂုဏ်အာယုံဆိုတဲ့ဖြာယောင်သိဆောင်မှုတွေကိုကြော်ဖြတ်နိုင်ရမယ်။သူပါနုပတ်တဲ့အလှပကိုအမြဲတမ်းရှုနေတဲ့ပုဂ္ဂိုလ်ဟာအလွန်မိုးခံရမယ်။လေတိုက်လို့တပင်းကြီးနေသလိုကိလေသာဆိုတဲ့ပြတံမှုတွေကသူ့ကိုအသေးတတ်လိုက်လိမ့်မယ်။အဲ့လိုမဟုတ်ဘဲနဲ့အတုပါနုပတ်တိလို့ခေါ်တဲ့ မတည်မတည်ယွန်းစွဲအမှန်ကိုတဘာဝအမှန်ကိုချိထက်ခုနကဘလူတွေကလူရောင်ဖန်ဆင်းထားတာအပေါ်ယံကအမတ္တမချောလှတဲ့အယုသမီးတွင်တရံအတွင်းကြည့်လိုက်လို့ရှင်နော်အစွဲပြူးပြူးနဲ့ဘလူးအဲ့ဒီအတွင်းကိုမကြည့်နိုင်တဲ့ပုံကိုယ်တွေကမမောပြီးကြရင်ဒါပဲ အတွင်းသားကိုကြည့်ပြီးကြောက်စရာမလိုအသင်ကိုမြင်တဲ့ပုံစံတွေကြတော့အတုပန္နုပတ္တိလောကလူတွေဟာလည်းပဲကိုယ်ကိုယ်ကိုလည်းကြည့်သူများကိုလည်းကြည့်လှတယ်ဆိုတာအပေါ်ယံလေးပဲမဟုတ်လားတောင်မို့အင်္ဂလိပ်စကားတောင်ရှိသေးတယ် beauty is skin deep အရေးပြားလေးရတယ်လှနေတာနော်အရေးပြားလေးပေါ်တယ်လှတယ် အရေးကိုခွာလိုက်ရင်အတွင်းအတဏီလန်ကြီးတွေတူတူပဲနော်အတွင်းကြည့်လိုက်ပါဆိုရင်လူရဲ့ခန္ဓာကိုယ်အတွင်းအပြင်ဖြောင်းပြန်လှန်လိုက်မယ်ဆိုရင်လှတာရှိပါအောင်လားရှိဘူးအတွင်းကြည့်လိုက်လို့ရှင်မြင်မှုရလိမ့်မယ်စကယ်တန်ဆိုတဲ့အယိုးစုကြီးတွေချိတ်ထားတာတွေ့လိမ့်နော်အယိုးစုကြီးတွေလူတိုင်းလူတိုင်းမှာအဲ့ဒီအယိုးစုကြီးတွေဟာရှိအတွင်းမှာအယိုးစုကြီးရှိတယ် အပေါ်ယံကအရင်လေးကုတ်ပြီးဘာနဲ့တူတော့ဆိုလို့ရှင်ဓမ္မီဆိုတဲ့ယုတ်တုခဏိခင်မှာတော့ပေါ်ပါတယ်အထဲဆိုင်လေးမှာယုတ်တုတွေရှိတယ်မဟုတ်လားအဲ့ဒါကိုအင်္ဂလိပ်လိုဓမ္မီလို့ခေါ်တယ်ဓမ္မီဆိုတာစကားမပြောတတ်ဘူးစကားမပြောတဲ့ယုတ်တုအခုခေတ်တော့နော်ဘက်ထရီနဲ့အတန်သွင်းထားတဲ့အခါမှာနှုတ်ဆက်တဲ့အယုတ်လည်းရှိတယ် ဆိုင်တွေဘာတွေမှာဝင်လာလို့ရှိရင်ဝေကံလုပ်တဲ့ယုတ်တွေရှိတယ်နော်အေးဗမာပြည်မှာတော့ရှိသေးမယ်မထင်ဘူးနော်အဲ့ဒီယုတ်တူတွေဟာတေချာကြည့်လိုက်ရင်အတွင်းမှာဘာမှမရှိဘူးအပြင်ကပုံပန်းတဏ္ဍလှလှလေးဝှစ်ဆင်ပေးထားတာအတွင်းကြည့်လိုက်ပါမှာအဲ့တော့လူခန္ဓာကိုယ်ဟာလည်းပဲအတွင်းနဲ့ဖောက်ပြီးတော့ကြည့်နိုင်မယ်ဆိုလို့ရှိရင် အတွင်းထဲမှာယွန်းစရာမတရီစရာဩအကျင်စရာအန်ကျင်စရာတွေပဲရှိတယ်။နော်အပေါ်ယံလေးကြည့်ပြီးတော့လူတွေကตายာနေကြတာတူတူငါငါအပေါ်ယံကြည့်ပြီးตายာနေကြတာตายာအောင်အမျိုးစုံဖန်တီးပြီးတော့ထားကြတကယ်ကမမွေးကြိုင်တာကိုမွေးကြိုင်တဲ့အနန္တာတွေ ပဲ့ဖြန်းပြီးတော့ထားလို့အဲ့ဒီအနတ်တွေကိုလူကထွက်တဲ့အနတ်လို့ထင်ပြီးတော့မျက်စိလဲချတာမလာတာကိုလှတယ်လို့မျက်စိလဲသွားကြတာအဲ့ဒီမျက်စိမလဲအောင်ချိနိုင်တဲ့ပုဂ္ဂိုလ်ကိုအတုဘန္ဓုပတိတဲ့တကယ်မလမပမတည့်မတည့်ယွန်းစပွဲဆိုတာကို ရှုမြင်သုံးသပ်တဲ့ပုဂ္ဂိုလ်ကြတော့ကျောက်တော်ကြီးဟာကျောက်တော်ကြီးကို လေမုန်တိုင်းကပြိုလဲသွားအောင်မတတ်နိုင်တယ်လို့အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ကြီးရိမ့်ရိုက်သွားအောင်တဏှာရာဂကမလှုပ်ဆောင်နိုင်ဘူးလို့သူတို့ဆိုလိုက်ဖះလောင်းကြည့်တက္ကသီလကဖះလောင်းဖះလောင်းဟာကြည့်ဘယင်ဖြစ်ကိုရာယူဖို့သွားတာလေသူတို့သွားတာတက္ကသိုလ်ပြည်ကိုသွားကြအဲ့ဒီတက္ကသိုလ်ပြည်ရောက်သွားရင်သူကဘယင်ဖြစ်တာ အဲ့ဒီကိုဥတီပြီးတော့သွားတာသူသူကြတော့အမြဲတမ်းအတုဘာနုပတိတကယ်အစစ်မှန်ကိုရှုမြင်သုံးသပ်နိုင်ပြီးတော့အမှန်ကိုအမှန်တိုင်းမြင်တတ်တဲ့အမြင်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ဖြာယောင်းသွေးဆောင်မှုတွေဟာတခုမှအရာမရောက်တော့ဘူးအလုံးကိုကြော့ဖြတ်သွားနိုင်တယ် ဒါကြောင့်မို့မြတ်စွာဘုရားကဒီပုဂ္ဂိုလ်နှုတ်ကိုရှင်ပြထားတယ်သူဘာနုပတ်သိဝိဟရန္တံလှပတင်တယ်လို့အမြဲတမ်းစိတ်ဝင်စားပြီးတော့နေတဲ့ပုဂ္ဂိုလ်မျိုးကိုကိလေသာကာမဂုဏ်အာယုံဇိုးတွေကလွှမ်းမိုးပြီးတော့တဏှာရာဂရဲ့လွှမ်းမိုးမှုကိုခံရမှာ နေတိုက်လို့တပင့်တပင်ဟာလဲပြုံသွားသလိုအဲ့ဒီပုဂ္ဂိုလ်ဟာလည်းပဲကြဆုံးသွားမယ်လို့ထူဆိုအဲ့ဒါလို့မဟုတ်ပဲနဲ့အတုဘာနုပတိဝိဟရန္တံတကယ်အစ်အမှန်မတည့်မတည့်ယွန်းစွဲတွေကို ရှုမြင်ပြီးတော့နေနိုင်တဲ့ပုဂ္ဂိုလ်မျိုးကြတော့၆တောင်ကြီးလို့စိတ်တက်ကခိုင်မာသေးအတွက်ကြောင့်သူဟာမြုံမန်းတဲ့ပန်းတိုင်ကို ရောက်ရှိအောင်သွားနိုင်တယ် လမ်းမှာပြိုလဲသွားမှာမဟုတ်ဘူးကြဆုံးသွားမှာမဟုတ်ဘူးလို့ဒီလိုဟောတာအဲ့တော့ဘုန်းကြီးတို့တွေကိုလိုချင်တဲ့ပန်းနဲ့တခုရချင်ပြီဆိုရင်အလဘကိုမမမောရဘူးလို့ဆိုလိုတယ်နော်အစင်မှန်ကိုမြင်နိုင်အောင်ကြည့်မြင်နိုင်အောင်ကြည့်ခဏိခေတ်မှာလည်းပဲပညာသင်နေတဲ့အချိန်မှာကြဆုံးသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးဒီပညာတဝက်တစ်ပြည့်နဲ့ အလှပမမောတဲ့ပုဂ္ဂိုလ်တွေကပညာရေးတစ်ပြက်တဝက်တစ်ပြက်နဲ့ကြာဆုံးသွားတဲ့ပုဂ္ဂိုလ်တွေများရှိတယ်။အဲ့ဒါလို့မဖြစ်ရအောင်ဘယ်ကိစ္စပဲဖြစ်ဖြစ်ကိုဟာဒီကာမဂုဏ်အယုန်ဒီပေါ်မှာမမောတွေ့တာလေအမြင်မျိုးကိုမမြင်စေရဘူးအစ်စ်မှန်ကိုမြင်တဲ့အမြင်မျိုးမြင်တတ်အောင်လေ့ကျင့်ပေးရမယ်လို့ ဒါမှကိုသွားခြင်းနဲ့လမ်းဆုံးပန်းတိုင်းကိုရခြင်းနဲ့နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုနိုင်မှာဖြစ်တယ်ဒါအရေးချင်းတစ်ခုပဲเนาะအရေးချင်းတစ်ခု